အလုံးမဲမင်္ဂလာပါရှင်မနေ့ပြန်ဇွန်လ14ရက်နေ့အတွက်မလူဝတာခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်အပူပိုင်းမုံနိုင်ဝူတေဟာဗီယက်နမ်နိုင်ငံရှိဘတ်တုန်ကင်ပင်လယ်ခွေကိုရောက်ရှိလာပြီးမနေ့ပြန်ဇွန်လ14ရက်နေ့မှာတရုတ်ပြည်မှာကံကြေကိုဖျက်ကျော်ဝင်ရောက်ခါကုန်းနှင်းလေပြင်းနှင့်ရဝန်းအနေနဲ့အပြော့သွားမှာဖြစ်တယ်လို့မလူဝတာပညာရှင်အဝင်နိုင်ကအသိပေးထားပါတယ် အဆိုပါအားကောင်းတဲ့အပူပိုင်းမုံတိုင်းဝူတစ်ကနေပြတ်ထွက်လာတဲ့တိမ်တိုက်တွေအရှိန်တက်ရောက်မှုမောက်တုံလင်းအားကောင်းရာကနေအားအလွန်ကောင်းနေမှုနဲ့မြဝချမော့အနီမှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ဆဲရိုရဲ့အရှိန်တက်ရောက်မှုတို့ကြောင့်ဇွန်လ22ရက်နေ့ထိတပြည်လုံးမှနေရာစစ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံကျော်နိုင်ပြီးနေရာကွက်ပြင်မိုးကြီးခြင်းဒေသလိုက်မိုးကြီးခြင်းနဲ့မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသမြန်မာရန်ကုန်ဌာနကထုတ်ပြန်ထားပါတယ် ဒါကြောင့်ပြည်သူလူထုအနေနဲ့မိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ရေကြီးခြင်း၊မြေပြိုခြင်း၊လေပြင်းတိုက်ခတ်ခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အဆောက်အုံတွေ၊တစ်ပင်တစ်ကိုင်းတွေ၊ဖိုင်ဘာလိုင်းတွေနဲ့လျှစ်စစ်ဓာတ်လိုင်းတွေပြိုကျရိုင်းလဲခြင်းစတဲ့သဘာဝဘေးအန္တရာယ်တွေကိုသတိပြုနေနိုင်ကြဖို့မိုးလေဝသမြန်မာရန်ကုန်ဌာနဝဲကအသိပေးထားပါတယ်။ညည်ရအခြေအနေတွေကတော့ဒီကနေ့ညနေ6:30မိနစ်အချိန်အထိတနင်္ဂနွေလုံးကမြေတွေဟာစိုးရိမ်အမအောင်မှာပဲရှိနေပါတယ် မနေ့ပြန်ဇွန်လ14ရက်နေ့မွန်တဲကျင်းအထိကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကျကျချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစစ်စစ်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့အပြားမုန်တချောင်းရွာနိုင်ပြီးရွာရံရှာနှောင့်ပြည့်ဖြစ်ပါတယ်။ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာနေရာကွက်ပြီးမုန်ကျနိုင်ပါတယ်။ကပလီပင်လယ်ပြင်နယ်၊ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမော့တုံလင်အားကောင်းရာကနေအားအလွန်ကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတော့မော့တုံလင်အားအသင့်အင့်ရှိနေပါတယ်။ မြဝကျမမော်တမခွေမော်တနင်္နာရီကံရံတရှောင်းနဲ့ကံလွန်ပင်လေပြင်းတော့မှာရှမ်းမယန်ခါမောတက်လီပင်များကြောက်ရောက်ပြီးလိုင်းကြည့်ပါမယ် မောသက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြေဝကျမမော်တမာခွေမွန်တရင်နိုင်ကံဝန်တရှောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာကိုဘေကနဲ့စနဘေကန်ရှိနိုင်ပါတယ်။ရခိုင်ကံဝန်တရှောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာတခါတည်းမောသက်လေးပြင်းများကြရောက်ပြီးလိုင်းအသင်တန်ကနေလိုင်းကြီးနိုင်ပါတယ်။မောသက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအိကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြန်မာရခိုင်ကံရန်တခြားနယ်ကံလွန်ပင်လယ်ပြင်တို့မှာ6ပေကံနဲ့9ပေကံရှင်နိုင်ပါတယ်။တရဏီကရားပြင်းနဲ့၊ကရင်ပြင်းနဲ့၊ချင်းပြင်းနဲ့၊မွန်ပြင်းနဲ့၊ရခိုင်ပြင်းနဲ့၊ရှမ်းပြင်းနဲ့၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်းနဲ့တရဏာရီတိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားနေရာတခြားမှာမိုးရွာသွန်းကျတဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထချုံခြင်း၊မိုးကြိုပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသေးကြွခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။ အနောက်ရက်အတွင်းကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးထစ်ချုံပြီးနေရာကွက်ပြီးမိုးချင်နိုင်ပါတယ်ရှင်။အခုလိုမိုးလေဝသခံမှန်းချက်တွေနဲ့ဘေးရန်တွေသတိပေးချက်တွေကိုညစီညတိုင်းတင်ဆက်ပေးနေရမှာဒီ channel ကို like and subscribe လုပ်ပြီး notification လောက်ကိုဖွင့်တာကစောင့်ချနေနိုင်ပါတယ်ရှင်။ အခုမော်လဝတ္တတရင်အချက်လက်တွေဟာမော်ဇလာမော်လဝတ္တမြန်မာရန်ကုန်ဌာနကွယ်အန်ယူဂျီမော်လဝတ္တဌာနမော်လဝတ္တပညာရှင်ဦးဝင်းနိုင်နဲ့ဒေါက်တာဆိုင်းခွန်အာကာရိုရဲ့ထုတ်ပြန်ချက်တွေကိုစူးစိမ်းတင်ပြထားခြင်းဖြစ်ပါရဲ့ရှင်